ဒီနေ့ကျွန်တော်ဖွင့်ပြပေးခြင်းတဲ့ဗီဒီယိုလေးတစ်ပုဒ်ကပေါ့နော်ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့တည်တင်းတည်ထိုက်တဲ့အကြောင်းအရာလေးပေါ့နော်လူသာငယ်တယ်အသိပညာမငယ်ဘူးဆိုတဲ့အကြောင်းအရာနဲ့ပေါ့နော်ဒီနေ့ရှင်းပြထားတဲ့ဗီဒီယိုလေးတစ်ပုဒ်ကိုကျွန်တော်ဖွင့်ပြပေးခြင်းတယ်အားလုံးပဲကြည့်လိုက်ရအောင်နော်ကျမငယ်ချင်းတယောက်ပြောခွဲပေါ့နော်သူကဘာသာခြားပေါ့သူ့ရဲ့ဘာသာမှာတဲ့ရုပ်ထုတွေကိုရှင့်မခိုးဘူးပေါ့နော် အာနင်တို့ကဗုဒ္ဓဘာသာမဖြစ်လို့ရုပ်ထုတွေကိုကိုးကွယ်နေတာလေနောက်ပြီးတော့အုပ်ပုံနေနဲ့လှုပ်ထားတဲ့ရုပ်ထုတွေကိုရှ िख ိုးနေရတယ်လို့မိရဲ့အာကျမတို့ကကျမတို့ဗုဒ္ဓဘာသာပါလေဆိုတော့ပုံတော်ကိုမှန်ဂုံတော်လွန်ဖျားကိုးကွယ်တကိုးကျွဲအပင်မကြနိုင်ပင်ရတဲ့ပုံတော်တွေကိုမှန်ပြီးတော့ဂုံတော်တွေကိုလွန်ပြီးတော့ရှ िख ိုးတာဖြစ်တယ်အာဒီတိုင်းကြီးအုပ်ပုံကြီးကိုရှိခိုးနေရတော့မဟုတ်ဘူးအဲ့ဒီဟာကြီးကလည်းပါကျုပ်ဆရာကြီးတော်ကြီးတရားတစ်ခုတည်းကလိုပဲပေါ့နော် အုပ်ပုံမဟုတ်တော့ဘူးကွာငါတို့ကအဲ့အုပ်တင်နဲ့ဖျားစီစီတွေတည်လိုက်တယ်တည်လိုက်တဲ့အခါမှာနမယ်ပြောင်းသွားတယ်ကွာနမယ်ပြောင်းသွားတဲ့အတွက်အုပ်ပုံမှာမဟုတ်တော့တာဟုတ်တယ်မလားအာဥမာပြောရမယ်ဆိုလို့ရှိရင်အဲပါကျောက်ဆရာတော်ရဲ့ဥမာရင်းနဲ့ပြောတာခုံးကြီးတင်ကန်းကလည်းပိတ်စားတယ်လူတွေဝတ်တဲ့အဝတ်ကလည်းပိတ်စားတယ်ကွာအဲ့လိုမျိုးပိတ်စားခြင်းအတူတူတောင်မှဒါကဖုံးကြီးတင်ကန်းလို့သတ်မှတ်ထားတဲ့အတွက်လူတွေဝတ်လို့မရတော့ဘူးတဲ့ အဲ့လိုပဲအာလူမကြမ်းမာတဲ့လူတွေပေါ့မကြက်လူမမာတွေတုံးတဲ့နောက်ဖေးခွက်ကျွေနဲ့လှုပ်ထားတဲ့အစ်စက်ဆက်ရဲ့ထမင်းအုပ်အစ်စက်ဆက်ဆက်ရဲ့အဲ့နှစ်ခုပေါ့နော်အဲ့နှစ်ခုဘယ်ဟာနဲ့ထမင်းချက်စားမလဲလို့သူကဥပမာအပပကျုပ်ဆရာတော်ကြီးကဥပမာပေးထားရပေါ့နော်ဆိုတော့ပြောချင်တာကဖျားပုံလို့ထုလိုက်ခရေကအဲ့ဒီအရာကဖျားဖြစ်သွားပြီခွာသူကသူ့စိတ်ထဲမှာဖျားလို့အတိအမှတ်ပြုတ်ခရေကဖျားဖြစ်သွားပြီနော် အများအတိအမှတ်ပြုတဲ့အရာကိုတဲ့ထော်လော်ကန့်လန့်လုပ်ရင်အဲ့ဒီလူဟာအယူဝဲဖြစ်နေတယ်တဲ့အာအနေကစားတင်ခြင်းမတင်ခြင်းနဲ့ပတ်သက်ပြီးလေပြောထားတယ်အနေကစားတင်သည်ဖြစ်စေမတင်သည်ဖြစ်စေဖရာအမှတ်နဲ့ပူဇော်ရင်ကုတူရပါတယ်တဲ့ပြောချင်တာကအနေကစားတင်တဲ့ဖရာနဲ့အနေကစားမတင်တဲ့ဖရာအာဘာမှမကွာခြားဘူးလို့ပါချုပ်ဆရာတော်ဖရာကြီးကပြောထားတယ် သူကအကျိုးရတာကိုတဲ့မျောပြီးတော့မရှစ်မခိုးနဲ့တဲ့အဲ့လိုမျိုးဂုံတော်တွေကို အာယုံပြုတ်ပြီးတော့ပြပြချာချာလေးရှစ်ခိုးမယ်ဆိုလို့ရှင် အကျိုးကသူ့လိုလိုရလာမှာဖြစ်ပါလိမ့်ရှင်အဲ့လေးပြောချင်လို့ပါကျွန်တော်ပြောချင်တာလေဘာသာတရားဆိုတာကငယ်စဉ်ဘဝကလေးကယဉ်ကျေးမှုရဲ့အခြေခံတစ်ခုပဲဗောနော် ဒီငယ်စဉ်ဘဝတည်းကကိုမိဘတွေကဖျားရှိခိုးတာစသင်ပေးတယ်ပေါ့နော်သင်ပေးတယ်ဆိုတော့တချို့လိလာမဲ့ဟာတွေကအများကြီးဒီခင်မှာပါနော်ဗုဒ္ဓရဲ့အဆုံးအမတွေဗုဒ္ဓရဲ့တရားတွေလိလာတင်လို့ရတဲ့အကြောင်းအရာတွေအများကြီးရှိတယ်ပေါ့အဲ့ဒီထဲမှာ ပြောချင်တာကတော့ဒီခဏပြောရတဲ့ကောင်မလေးလိုပေါ့နော်လူသာငယ်ပေမဲ့အသိပညာမငယ်ဘူးဆိုတဲ့ပုံစံမျိုးပေါ့တချို့လူကြီးသူမတွေကြတော့လဲအသိလိုကြရင်လဲမကြိုက်ချင်ကြအောင်ဘာကြောင့်လဲဆိုတော့ကြီးကြီးကျယ်ကျယ်ပြောတယ်လို့ထင်ကောင်းထင်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့သူလူကြီးတွေထက်ကလေးတွေကပိုသိတော့ ိတ်မကြိုက်ချင်ကြဘူးလူမုံများကြတယ်ပေါ့အမှန်တကယ်ကတော့ဒါဒီလိုကိစ္စမျိုးတွေကဒီလိုအသိပညာတွေအတတ်ပညာတွေသိတယ်ဆိုကြတဲ့ကဒါကအကုန်လုံးကဝိုင်းပြီးတော့ဂုံယူပေးရမှာပေါ့နော်ဘာပဲဖြစ်ဖြစ်အားလုံးဖိမပြီးကူညီပေးရမှာပဲမသိတဲ့အကြောင်းအရာလည်းလူငယ်တွေမှာရှိတယ်လူကြီးတွေမသိတဲ့အကြောင်းအရာလည်းလူငယ်တွေမှာ ရှိတဲ့အသိပညာတွေလည်းရှိအဲ့ဒီလိုပဲဗောနော်ဘာဖြစ်လို့လဲဆိုတော့ဘာသာတရားဆိုတာတော့အခြေခံငယ်စဉ်ဘဝကလေးอ่ะဗောနော်လေ့လာမှာတော့ဒါဗုဒ္ဓယူဆုံးမတရားတွေလေ့လာမယ်ဗုဒ္ဓယူဟောကြားခဲ့တဲ့တရားတော်တွေစာဥစ္စာပေတွေဖတ်ယုံနေလဲဒါအသိပညာတစ်ခု ရစီရပေါ့နော်ဘာပဲဖြစ်ဖြစ်ပေါ့ဘလို့ပဲဖြစ်နေဖြစ်ရင်ဒီမိတ်ကြားခဲ့တဲ့စပေအများကြီးရှိပါတယ်လေ့လာလို့ရပါတယ်အားလုံးပဲဒီနေ့ဒီဗီဒီယိုလေးနဲ့ဒီမှာပဲဆုံးသက်ခွင့်ပြုပါလို့ကျွန်တော်စိတ်ကြမ်းပါရင်ကိုယ်ကြမ်းပါရင်အားလုံးပဲပြည့်စုံကြပါစေ